အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ Emily နဲ့အထီးကျန် သုံးငယ်လေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါတောင်ငုံနောင်နှင်းတွေရဲ့ကြားထဲကတာယာအေးချမ်းလာတဲ့ကြေးရွာလေးတရွာမှာ Emily ဆိုတဲ့ကောင်မလေးတယောက်လည်းနေထိုင်တာပေါ့ကွယ်သူမဟာမနက်တိုင်းမနက်တိုင်းမှာအဲ့ရာကနေအစောကြီးထားလေးရှိပြီးတော့ ရှင်းတောင်းလေးတစ်ခုကိုဆွဲကသူမတို့ရှံကျယ်ကြီးထဲမှာမွေးထားတဲ့ကြက်ကလေးတွေကိုအစာကျွေးလေးရှိတဲ့ကွယ်ကြအပြင်အမလီလေးဟာသူမတို့ရဲ့ရှန်ထဲမှာမွေးထားတဲ့ယုံကလေးတွေနဲ့အတူတူကစားတယ်။သူမရဲ့အဖေမွေးထားတဲ့နွားကြီးတွေနဲ့လည်းအမြဲတမ်းစကားသွားပြောလေးရှိတဲ့ကွယ်။ အမလီဟာတိတ်ကိုရှစ်ဆရာကောင်းပြီးတော့တလေးဆန်ကလေးတွေကိုလည်းအမတန်ရှစ်တတ်တဲ့ကောင်မလေးတယောက်ပေါ့ကွယ်။နင်းတွေထူထပ်စွာကြနေတဲ့အေဂျင်လာတဲ့မနက်ခင်းလေးတစ်ခုမှာတော့အမလီဟာတလေးဆန်ကလေးတွေရှိရာတင်းကုတ်ကြီးစီတို့လမ်းလျှောက်လာတာပေါ့။အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲထူးဆန်းတဲ့အတန်လေးတစ်ခုကို ကြားလိုက်ရတဲ့ကွယ်။သူမဟာအတန်လာရာအတိုင်းလိုက်သွားကြည့်တဲ့အခါမှာတော့ ပန်းဒီပင်ကြီးဘေးကတစ်တန်းအင်ငယ်လေးရဲ့အရှိမသုံးငယ်ကလေးတစ်ကောင်ကိုတွေ့လိုက်ရတဲ့ကွယ်သုံးငယ်ကလေးဟာတကူလုံးဆူဆွတ်နေပြီးတော့ခိုက်ခိုက်တုံအောင်ရှမ်းနေတော့တာပေါ့ကွယ်ပြီးတော့သူဟာကြောက်ရွံ့ပြီးတော့တနာဆရာကောင်းတဲ့မျက်လုံးတွေနဲ့အမလီကိုမော့ကြည့်နေတော့တာပေါ့အိုးတနာဆရာကောင်းတဲ့သုံးငယ်ကလေးပါလားမင်းဒီနေရာကိုဘယ်လိုလောက်ရောက်လာခဲ့တာလဲ သူမဟာ ရှက်ရှင်းပဲသုံးငယ်ကလေးကို ကောက်ယူပွေ့ရှိပြီးတော့နှွေးထွေးစွာနဲ့ဖတ်ထားပေးလိုက်ပါတယ်။အမလီဟာ သုံးငယ်ကလေးကို တင်းကုတ်ကြီးရှိရာစီသို့ပွေ့ရှိလာပြီးတော့သုံးငယ်ကလေးအိတ်ဖို့အတွက်မိဖို့ကြီးရဲ့ဘေးမှာကောက်ယူချောက်တွေနဲ့နှွေးထွေးတဲ့အိတ်ရလေးတစ်ခု ပြုတ်လုပေးလိုက်ပါတယ်။သူမဟာသူငယ်ကလေးရဲ့ဆူဆွနေတဲ့ခန္ဓာကိုယ်ကိုတပတ်နဲ့ရှောက်တွေ့အောင်တုတ်ပေးလိုက်ပြီးတော့ ိုးငယ်ကလေးကိုနှုတ်ပူပူကလေးနဲ့ဖြော်တိုက်လိုက်ပါလေ။နှွေထွေးကျင်နာတတ်တဲ့အမလီကြောင့်တိုးငယ်ကလေးလည်းပျော်ရွှင်လာတော့တာပေါ့ကွယ်။ဒီနေ့ကစပြီးမင်းကငါနှင်းပွင့်ကလေးလို့ပဲခေါ်တော့မယ်နော်။ဘာဖြစ်လို့လဲဆိုတော့မင်းရဲ့ခန္ဓာကိုယ်ကနှစ်ပွင့်ကလေးလိုပဲဖြူစင်နေလို့လေအဲ့ဒီညမှာတော့သုံးငယ်ကလေးဟာအမလီပြင်ပေးထားတဲ့မျက်လျှောက်တွေနဲ့အိယာခင်းလေးပေါ်မှာ ။နှွေးထွေးစွာနဲ့အိပ်ပျော်သွားတော့တာပေါ့ကွယ်။အမလီဟာ နေ့တိုင်းနေ့တိုင်းသုံးငယ်ကလေးကို ရေရှိုးပေးတယ်။ပြီးတော့သုံးငယ်ကလေးနဲ့အတူတူလိပ်ပြကလေးတွေလိုက်ဖမ်းကြတယ်။မြက်ခင်းမြင်တွေပေါ်မှာကစားကြတယ်။ပြီးတော့တော်ရိုင်းပန်းကလေးတွေကို အတူတူလိုက်ကူးကြတာပေါ့ကွယ်။သူတို့ဟာတိတ်ကိုပျော်ရွှင်နေကြတာပေါ့။သုံးငယ်ကလေးဟာ အမလီနဲ့ ဘလောက်ပဲပျော်ရွှင်အောင်ဆော့နေပေမဲ့လေတခါတခါမှာတော့သူရဲ့မိသားစုကိုတရေရပြီးတော့ငေးငိုင်နေတတ်တာကို အမလီကသတိထားမိတဲ့ကွယ်မိသားစုကိုတရေရနေတဲ့သုံးငယ်ကလေးကို ကြည့်ပြီးတော့အမလီကလည်းစိတ်မကောင်းဖြစ်နေတော့တာပေါ့ကွယ်ဒါကြောင့်အမလီဟာ နောက်တနေ့မှာတော့သုံးငယ်ကလေးနဲ့အတူတူမြက်ခင်းပြင်တွင်ရှိရာတောင်ကုန်းလေးစီသို့ သူ့ရဲ့မိသားစုကိုရှာဖွေပေးဖို့အတွက်ထွက်လာတော့တာပေါ့ကွယ်အမလီဟာနေ့စဉ်နေ့တိုင်းသုံးငယ်ကလေးရဲ့မိသားစုကိုရှောက်ဖွေလာရင်းနဲ့တရက်မှာတော့တောင်ကုန်းတွေရဲ့အနောက်ဘက်ကသိုးအုပ်ကြီးရဲ့အော်သံကိုကြားလိုက်ရတဲ့ကွယ်အမလီဟာသုံးငယ်ကလေးကိုခေါ်ပြီးတော့တောင်ကုန်းထိပ်သို့ပြေးတက်သွားတော့တာပေါ့ကွယ် တိုးအုပ်ထဲမှာရှိတဲ့တိုးကြီးတကောင်ဟာအမ်မလီတို့ကို တွေ့သွားတဲ့အခါမှာတော့သူတို့ရှိရာစီတို့ရှက်ရှင်းပဲပြေးလာပါတော့တယ်။နှင်းပွင့်ကလေးရေဟိုမှာမင်းရဲ့မမေလာနေပြီ။တိုးမမေကြီးဟာအမ်မလီတို့နားကိုရောက်လာတဲ့အခါမှာတော့နှင်းပွင့်ကလေးရဲ့မျက်နှာကိုရှာနေရက်နေတော့တာပေါ့ကွယ်။နှင်းပွင့်ကလေးကလည်းသူ့ရဲ့မမေကိုပြန်တွေ့ရတဲ့အတွက်ပျော်ရွှင်ပြီးတော့ခုန်ပေါက်နေတော့တာပေါ့။ အမလီကလည်းသုံးမေမေနဲ့သုံးငယ်ကလေးတို့ပြန်ဆောင်တွေ့ရတဲ့အတွက်ဝမ်းသာပျော်ရွှင်နေတော့တာပေါ့ကွယ်။နင်းပွင့်ကလေးနဲ့သူ့ရဲ့မေမေကလည်းအမလီကိုဂျေဇုတင်တဲ့မျက်လုံးတွေနဲ့ကြည့်နေတော့တာပေါ့ကွယ်။အဲဒီနောက်မှာတော့သုံးငယ်ကလေးဟာအမလီကိုခေါင်းနဲ့တိုးဝေးနှောက်ဆက်ပြီးတော့သူ့အုပ်ကြီးရှိရာစီသို့သူ့ရဲ့မေမေနဲ့အတူ လိုက်ပါသွားပါတော့တယ်။ အမလီဟာသူ့ကလေးနဲ့ခွဲခွာရတဲ့အတွက်စိတ်မကောင်းဖြစ်နေပေမဲ့လေသူ့ကလေးရဲ့မိသားစုကိုပြန်ရှာပေးနိုင်ခဲ့တဲ့အတွက်ပျော်ရွှင်နေပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။